ဒီနေ့တော့မုံလာဥချင်းဟင်းလေးချက်စားခြင်းလို့အပြတ်ကြောင့်မို့လို့အိမ်မှာရှိတဲ့မုံလာဥနဲ့ရှိတဲ့ဂေါ်ဂီလေးပဲရောသမမွေပြီးချက်လိုက်တယ်ပေါ့နော်။သူကလုံးပြီးပဲချက်တယ်စီတက်ပြီးမချက်ဘူးအရန်လွယ်ဘူးလေခုရိုးရှင်းနေပေါ့နော်။မုံလာဥတွေကြီးတယ်ဂေါ်ဂီလေးထဲတယ်ခဲယဉ်ကြီးလေးပါရမယ်မဖြစ်မနေခဲယဉ်ကြီးလေးပါရမယ်ပေါ့နော်။ပြီးလို့ရှိရင်ငွေသီးစိမ်းလေးတွေအချင်းလေးကတော့အစင်သေးရေလေးလေးနဲ့စိမ်းထားပေါ့နော်။ငပိပါရမယ်စီလေးနည်းနည်းပဲပါမယ်နော်။ဘာဖြစ်လို့ဆိုချင်ရင်မို့လို့စီများစရာမလိုဘူးရှင့်။ အမအချုံမုတ်ထည့်မယ်ကြိုက်ကြိုက်ရင်ပေါ့နော်မကြိုက်တဲ့သူကတော့ကိုနှစ်တက်အောင်ထည့်လို့ရပါတယ်စားထည့်မယ်ချုံမုတ်ထည့်မယ်စားထည့်မယ်သူ့ကိုလေအဓိကတော့အယောင်တင်မှုန်လေးပေါ့နော်အယောင်တင်မှုန်လေးထည့်မယ်စနစ်မုတ်မလို့ဘူးနော်စနစ်မုတ်မလို့အမတခါလေးပစုံကြောက်ကတော့အတက်ပါပဲချင်းရင်မှပစုံကြောက်ပါမယ်နော်အနန်စိမ့်လေးနေပြောင်းလို့ဟိုမှွေပေးမယ်နော်အရင်ဆုံး သူ့ရဲ့သီးရဲ့အစိမ့်ညာလေးလေးပျောက်သွားအောင်ခွင်ပေးမယ်။မွေးပြီးတော့မှအခါလေးခဏအုပ်ထားပေးမယ်ပေါ့နော်။အုပ်ပြီးတော့သူကအနံလေးတွေလုံးဝအမှမွေးတက်လာပြီဆိုမှကြိုထားတဲ့ယူနေလေးကိုထည့်ပြီးတော့ကိုနှစ်တက်တလောက်ပေါ့နော်။ကိုနှစ်တက်တလောက်ရှိထည့်ပြီးတော့တဲလို့ရပြီစပြီးတော့အမှချင်းဟင်းဆိုတာကတော့သူကကြအောင်တဲရတာပေါ့နော်။သူ့ရဲ့ချင်းဟင်းရတာလေးပေါ်လာအောင်ကြအောင်တဲရမယ်ရှင်။ကျမတို့ရေတဝက်လောက်ထည့်လိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်အဖုံးလေးအုပ်ပြီးတော့ကျမပြန်တည့်ပေးထားလိုက်တယ် ရတဲ့အချိန်ကျအမကျွန်မမကြီးရည်တွေအကုန်ထည့်လိုက်တယ်။သူ့ကိုတော့မကြီးရည်ကိုစောကြီးမထည့်နဲ့အစောကြီးထည့်ရင်စားမကောင်းရှင်မကြီးရည်ကိုသူကနောက်မှထည့်တာပိုကောင်းတယ်ပေါ့နော်။ဟောအခုတော့မုံလာဦးရှင်ဟင်းလေးကစားဖို့ရင်အဆင်သင့်ပါပဲ။စားကြပါအောင်။